ကျင်းလေအရန်ချစ်တဲ့တငယ်ချင်းနှစ်ယောက်ကဦးစားပေးရတော့လေတချင်းတွေကျွန်တော်အဆိုးချင်တာအပုတ်40 50ဆိုချင်တာအဲဒါမှသူတို့ခွဲပေးလိုက်ရလေဒီလေအဲတော့ကျွန်တော်လဲဆိုချင်တာတွေတတ်နိုင်တယ်လို့ပါအောင်ထည့်သွင်းပြီးတော့အစဉ်ပြေအောင်ကျွန်ကျွန်တော်ကျွန်တော်တို့ချစ်လို့လာတယ်ပြည်သက်ပြည်ကျင်းတော့ကျွန်တော်ကြိုးစားပြပြပါမယ်ကျေးဇူးတင်ပါတယ်အခုဖြေပြဖို့ရည်ရွယ်ထားတာဟာ စောက်ဖွဲ့မှုရေးတဲ့စောက်ဖွဲ့မှုနဲ့ကျွန်တော်နဲ့အတူတူရေးခဲ့တဲ့တခြင်းလေးလက်ခုပ်တီးမယ်တဲ့ sa khu pi me the ding ju chong ka pwe ma tu ga li min the mi po me twa la khu ti me yin de ma chi na lu ye la khu la khu ki me ki me yin ma chi na de la khu la khu ki na li su nya nga pendant les couets. Salve poiese chaque Moguli a chisu tara a yebo do twete Bravo once more chie ရှင်ကြည်နူးစရာတွေကြာမှာပဲအမင်းနေခြင်းခဲ့ပေမဲ့အခုတော့လေကျွန်တော်တို့နဲ့ရောမမုံပဲနေလီခွေခဲ့ရဲ့ရှိဝေခဲ့ကြလီပြီးငေးချင်းဦးစတေးရှင်စင်မြတ်ထမငေးချင်းပြန်တွေ့ က်ဝိညာဉ်မပြီးပြင်းနဲ့ကျွန်တော်ကြောက်ရွံ့ဖြစ်နေပြောဖို့ကြံစည်တယ်စကားလုံးမပြတ်စုံအသင်္ကလုံးတုံနေဒီဘာနဲ့မမာရီဒီတချင်းလေးကိုကျွန်တော်အခုဖြည်းဖြည်းမှတချင်းလေးကရှင်မြတ်မမကျွန်တော်တခါမှမသိဆိုဘူးဒီအာ တီးကြီးတဲ့လူကကျုံသင်္ဆမ်းမှာတချင်းလေးရဲ့နာမည်ကတီးသန့်တချင်းနဲ့ဟောဒီပရိသတ်တွေလည်းကျွန်တော်ရဲ့တီးသန့်တချင်းပေါ့နော် နာသူအတွဲအချစ်တချင်းတပုတ်ဆက်ဆူမေအသင်းနှလုံးကထုတ်ပြီးကိုဆူခဲ့မေမင်းနာစင်ဘူးလီလိုက်နေလွင်လာရင်ကိုတချင်းလီနာထောင်ပါမင်းတယောက်အတွက်တည်တဲ့အချင်းမှာဝေး ေမြတ်မတော်ဝင်နေတဲ့သစဉ်ပန်းတမြလာသူကြီးမင်းချစ်ဖို့လက်လမ်းမမီပေမင်းချစ်မိလေလေအယုတ်ဆူတဲ့ကိုလိုလူကမ္မကောင်းလေးကိုလိုလူကောင်းမှုပြီးအရှုံးပြီးခဲ့ပါလေ ဘယ်သူမှဆိုလူမှန်ရင်တော့အလှကြိုက်တဲ့တတဝါပဲအယုတ်ဆိုသူကိုရဲ့ရင်မာလေးအလှကြိုက်တယ်လီမတန်ဘင်းနဲ့မှန်ခြင်းလူချစ်မိတဲ့ကိုအပေါ်မှာအချစ်ဆုံးလေးခွင်လို့နားလေးနော် ဘူးသေးလူချင်နာပြီမေပြန်ချစ်ဖို့မတောင်းရဘူးဘုဘဝကနားလေပါရဲ့အချီရဲ့အလိုက်ပြီးပါလေဒီပြီးတဲ့ချီဘုချစ်တဲ့အကြောင်းတွေရဲ့ချစ်ဆုံးအတိအမှတ်ပြုပါနော် ကြည့်မပြည့်စည်တဲ့ရွေး ချင်းလေးဆိုခြင်းနဲ့တခြင်းတွေကလည်းအများကြီးရှိပါတယ်ပြီးတော့ပရိသတ်တွေတွေကလည်းကျွန်တော် Facebook မှာတမျိုး message ပို့ပြီးတမျိုးစာလေးတွေရေးပြီးတမျိုးလက်မှတ်ဝယ်တဲ့နေရာမှာတခြင်း request တွေထားခဲ့လို့တမျိုးကျွန်တော်တောင်းဆိုထားတာတွေရှိတယ်အားလုံးပြည့်စုံအောင်မဖြည့်ပြောနိုင်ပါနဲ့တက်နိုင်ဆုံးအများဆုံးနဲ့မှပါဝင်သွားအောင်ဆိုပြီးတော့ကျွန်တော်တခြင်းလေးတွေဆက်ပြီးဒီဆိုရင်ねဖြည့်ပြဖို့လည်းစီစဉ်ထားပါတယ်အခု ဖြစ်ပေမဲ့တခြင်းလေးကကျွန်တော်ရေးတဲ့တခြင်းလေးကိုရေးကြည့်မယ်ဆက်ထားတဲ့တခြင်းလေးတပုတ်ပါနန်းတော်တဆင်ပြပါပထမပိုင်းတွင်နှုတ်ဆက်မယ်